။နေ့စဉ်စကားပြောမှာဒီ speaky pattern ၅ခုကတော်တော်လေးသုံးဝင်တယ်။တစ်ခါတည်းရအောင်လို့သုံးမနော်။ Okay ။ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုရဲဟာကို is possible သုံးပြောလို့ရအောင်။ Is possible she forgot သူမေ့သွားတာဖြစ်နိုင်တယ်။ Is possible she didn't do that သူမလုပ်တာဖြစ်နိုင်တယ်စသဖြင့်ပြောလို့ရအောင်နော်။ Okay ။ Is possible they broke up သူတို့ပြတ်သွားတာဖြစ်နိုင်တယ်။သဘောတူရသဘောတူရဆိုရဟာကို I agree လို့တော့ပြောရအောင် I agree with you about that idea အဲ့ဒီအကြံနဲ့ပတ်သက်ပြီးငါမင်းနဲ့သဘောတူရ That's such a great idea I agree with you okay တော့မယ်တခုလုံးတော့မယ်ဆိုရဟာကို I'm going to အသုံးပြောလို့ရနော် I'm going to leave now ငါခုတော့တော့မလို့ I'm going to do that now ငါဟာခုလုံးတော့မလို့ okay စီစဉ်နေတာစီစဉ်နေရဆိုရဟာကို plan ရအသုံးပြောလို့ရနော် I'm planning to visit Bangkok next month နောက်လာမှာငါဘန်ကောက်ကိုလည်းပတ်သွားဖို့စီစဉ်နေတာ I'm planning to visit Bangkok next month okay ပိုကြိုက်တာပိုကြိုက်တယ်ဆိုရဟာကို I prefer အသုံးပြောလို့ရနော် I prefer coffee to tea ငါ the favorite coffee ကိုပိုကြိုက်တယ် i prefer stay home to going out အပြင်သွားရတဲ့အိမ်မနေရောပိုကြိုက်တယ်ရှာသဖြင့်ပြောလို့ရနော်အခုလိုမျိုးတုံးနေကိုတော့ကြိုးရှည်လာမသိဘူးကြိုးရှည်ဆိုရင် comment မှာရက်ရွှေတော့ပါနောက်ထပ် video တစ်တည်းလုံးမတော်အောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မေးရအောင်နော် bye bye see you in the next video